မင်္ဂလာပါပရိသတ်ကြီးစုံခုံးရဲ့အနောက်ရက်သို့ခရီးသွားခြင်းအပိုင်းတင်မှာတော့ဝခုံးကဆရာတော်ရည်စီမှာပညာရေးစီပူရင်းပြန်လာတဲ့အချိန်မှာတော့သူ့ရဲ့ကူကိုအနိုင်ကျင့်တင်ပိုက်ထားတဲ့ဟွမ်းရှင်မိတ်စာကိုတိုက်ခိုက်ပြီးသူ့ရဲ့ကူကိုပြန်လဲရယူခဲ့ပါတယ်ဟွမ်းရှင်မိတ်စာထွက်ပြေးပြီးတဲ့နောက်မှာသူတို့ရဲ့အကိုကြီးနှစ်ယောက်နဲ့လမ်းမှာတွေ့ခဲ့ပါတယ်သူတို့ရဲ့အကိုကြီးနှစ်ယောက်ကတော့နွားမိတ်စာနဲ့ဂျိုတချောင်းနဲ့ငရဲမင်းပါ တို့သုံးယောက်ကစုံကုန်းတီလာပြီးသူတို့ညီရဲ့မတိမိုက်မဲမှုကိုလာတောင်းပန်ခဲ့ပါတယ်။ဝူကုန်းကလည်းခွင်းလွှတ်ခဲ့ပါတယ်။ဝူကုန်းနဲ့မိစ္ဆာသုံးကောင်ဟာမိတ်ဆွေဖြစ်တဲ့အထိမ်းမန်းနဲ့ဂျေရနာကူထဲမှာပျော်ရွှင်စွာစားတောက်ခဲ့ကြပါတယ်။သူတို့ဟာစားတောက်ရင်းနဲ့ဝူကုန်းရဲ့အစွမ်းကိုမြင်ဘူးအောင်လို့ဝူကုန်းကိုအစွမ်းပြခိုင်းခဲ့ပါတယ်။ ဝူခုံးမှာတင့်တော်တဲ့လက်နက်မရှိမှန်းသိတော့အရှိပင်လယ်နဂါးမင်းစီမှာလက်နက်တစ်ခုသွားတောင်းဖို့အကြံပေးခဲ့ပါတယ်အရှိပင်လယ်နဂါးမင်းစီမှာလက်နက်တွေအများကြီးရှိမှန်းသိရတော့ဝူခုံးလည်းအရှိပင်လယ်ကိုသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာအရှိပင်လယ်နဂါးမင်းကြီးကတော့သူ့ရဲ့မိဖုရားများစွာနဲ့ပျော်ရွှင်နေခဲ့ပါတယ်စုံကုံလာတာကိုသိရတော့နဂါးမင်းလည်းထိတ်လန့်သွားခဲ့ပါတယ်လက်နက်တစ်ခုလာတောင်းတာကိုသိတဲ့အချိန်မှာတော့နဂါးမင်းကသူ့မှာရှိတဲ့လက်နက်တွေကိုထုတ်ပြခဲ့ပါတယ်စုံကုံကခုံအားကြီးမားလွန်းတာကြောင့် ၎င်းမင်းပြတဲ့လက်နက်တွေကသူနဲ့မကန့်ညီပဲပေါ့ပေါ့လေးဖြစ်နေခဲ့ပါတယ်။၎င်းမင်းလည်းဟူကုန်းအတွက်လက်နက်ပေးဖို့စဉ်းစားရခက်နေတဲ့အချိန်မှာမိဖုရားတွေက၎င်းမင်းကိုသူတို့နန်းတော်မှာအလေးဆုံးနဲ့အကြီးဆုံးဖြစ်တဲ့ဘင်လေထောက်တန်တော့ကိုပေးဖို့အကြံပေးခဲ့ပါတယ်။၎င်းမင်းလည်းသူတို့နန်းတော်မှာဘသူမှမမနိုင်တဲ့ဘင်လေထောက်တန်တော့ကြီးကိုဟူကုန်းကိုမယူနိုင်ဘူးဆိုပြီးပေးအပ်ဖို့သဘောတူခဲ့ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီတန်တော့ကအလေးချိန် 13,500ပိတ်သာရှိနေခဲ့လို့ပါပဲ။၎င်းမင်းလည်းဝူခုံကိုပင်လေထောက်တန်တော့ကိုနတ်တန်တော့လို့ပြောပြီးယူနိုင်ယူဆိုပြီးပြသပေးခဲ့ပါတယ်။ဝူခုံလည်းအယောင်တလက်လက်တောင့်နေတဲ့တန်တော့ကိုသဘောကျသွားပြီးအနားကိုတိုးပြီးကြီးလိုက်ပါတယ်။နတ်တန်တော့ဟာဝူခုံကြည့်နေတဲ့အချိန်မှာအယံကိုကြီးမာပြီးရှေလျားနေခဲ့ပါတယ်။ဝူခုံလည်းဒုက္ခသေးပြီးတိုးရင်ကောင်းမှာပဲလို့ပြောလိုက်တဲ့အချိန်မှာတော့တန်တော့ကဝူခုံရဲ့စကားကိုနားထောင်ပြီးဝူခုံလိုချင်တဲ့အရွယ်စားကို ပြောင်းလဲသွားခဲ့ပါတယ်။ဝခုံလည်းအယန်းကိုသဘောကျသွားပြီးဒုတ်ကိုလက်နက်အဖြစ်ယူဆောင်မှုအလုပ်မှာတော့နဂါမင်းကတန်တုတ်ကိုပေးရမှာနှမျောတွန့်လို့တာကြောင့်ဝခုံကိုတားခဲ့ပါတယ်။ဝခုံလည်းစကားမတီးတဲ့နဂါမင်းကိုအမြင်ကတ်တာကြောင့်သူ့အတွက်တင့်တော်တဲ့ဝတ်ဆောင်တစ်ခုကိုပါထုတ်ပေးဖို့ပြောခဲ့ပါတယ်။နဂါမင်းလည်းဝခုံကိုဘယ်အရာမှမပေးချင်တာကြောင့်ခနာဆောက်လို့ပြောပြီးသူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့နဂါမင်းတွေနဲ့တွေ့ဆုံပြီး ဒီကိစ္စကိုဖြေရှင်းဖို့အကြံတောင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့ဘလို့မှမကြံတောက်တော့ကြောင့်ဝူကုန်းကိုလိုဒါရတန်တုံနဲ့ချက်ဝတ်တစားတွေပေးခဲ့ရပါတယ်။ဝူကုန်းလည်းပျော်ရွှင်စွာနဲ့သူ့ရဲ့ဂူကိုပြန်လာခဲ့ပြီးဂူတဲ့ရောက်တဲ့အချိန်မှာတော့သူရရှိခဲ့တဲ့အရာတွေကိုသူ့ရဲ့တပည့်မြောက်လေးတွေကိုပြသခဲ့ပါတယ်။ဝူကုန်းရဲ့လိုဒါရတန်တုံက ဝူကုန်းကကြီးမားလာစေလို့ရေရွတ်လိုက်တဲ့အချိန်မှာတော့အလွန်တရာကြီးမားလာခဲ့ပြီးနှက်ပြီကိုပါသွားရောက်လှုပ်ခတ်စေခဲ့တာကြောင့်နှက်ပြီတစ်ခုလုံးတုံလုံးခြောက်ချခဲ့ရပါတယ်။တရမှာတော့ဝူကုန်းတရောင်အိမ်မောကြနေတဲ့အချိန်မှာငရဲပြီကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်။အကြောင်းရင်းကတော့ဝူကုန်းကတေနစ်အစ်နေခဲ့လို့ပါပဲ။ဒါကိုလက်မခံနိုင်တဲ့ဝူကုန်းတရောင်ငရဲပြီမှာတောင်းကျမ်းပါတော့တယ်။စုံကုန်းကတကိုးအစွမ်းအလွန်ကြီးမားလာကြောင်းငရဲမင်းကြီးကလည်းဘာမှမတက်နိုင်တော့ပဲလက်မြောက်အရှုံးပေးခဲ့ရပါတယ်။စုံကုန်းက တေမင်းစာအုပ်တွေကသူ့ရဲ့ဒေသရင်းအပြင်သူ့အပေါင်းအဖော်မြောက်တေရဲ့ဒေသရင်းတွေကိုပါတက်ချေကအမှတ်သားများပြုလုပ်ပြီးဒေဆုံးကျမလွတ်မြောက်စေခဲ့ပါတယ်။ဟူကောင်းရဲ့တောင်းကျမ်းမှုကိုမခံနိုင်တဲ့ငရဲမင်းကြီးကတော့တရားမင်းဒီမှာအဲ့ဒီကိစ္စကိုတိုင်ကြားခဲ့ပါတယ်။တရားမင်းလည်းစွန့်ဦးကောင်းကိုဖမ်းဆီးဖို့လူပြည်ကိုနှက်စစ်တီတွေဆေးလို့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ဒူဝန်ကျဲနဲ့မင်းကစုံကုံဟာတောက်တော့မြောက်ဖြစ်ပြီးတရားကျင့်ကြံပြီးမှယခုလိုအစွမ်းလေးရရှိခဲ့ခြင်းဖြစ်တာကြောင့်ကောင်းငင်မုံကိုစင့်ကော်ပြီးယာတုတစ်ခုခုပေးလိုက်ရင်မိမိမျက်စိအောက်မှာဖြစ်တာကြောင့်ထိမ့်သိမ့်ရလွယ်ကူလိုက်မယ်လို့အကြံပေးခဲ့ပါတယ်။အဒီကျန်ကိုတရားမင်းလဲသဘောကျတဲ့အတွက်ဒူဝန်ကျဲနဲ့မင်းကိုစုံကုံကိုခေါ်ဖို့အတွက်လူပြည်ကိုစေလွှတ်ခဲ့ပါတယ်။ဒူဝန်ကျဲနဲ့မင်းလူပြည်ကိုရောက်တဲ့အချိန်မှာတော့ဝူခုံးရဲ့တပည့်မြောက်တွေကတွေ့သွားပြီးဝူခုံးစီကိုဖမ်းဆီးခေါ်ဆောင်လာခဲ့ပါတယ်။ ဝူခုံးသည်ရောက်တဲ့အချိန်မှာတော့ကျောက်စင်းဧကရေရဲ့အမိတ်အရာသူကိုကောင်းငင်ဘုံမှာယာလူနေရာတခုပေးဖို့လာရောက်ခေါ်ဆောင်ခြင်းဖြစ်တယ်လို့သိလိုက်ရတဲ့အချိန်ကြတော့ဝူခုံးကပျော်ရွှင်စွာနဲ့ကောင်းငင်ဘုံကိုလိုက်သွားခဲ့ပါတယ်။ကောင်းငင်ဘုံကိုရောက်တော့ဝူခုံးလည်းပျော်ရွှင်နေခဲ့ပါတယ်။နတ်စစ်သူကြီးတွေနဲ့ပဝန်းကျင်အသက်ဆန်းတွေကိုကြည့်ပြီးသူဟာအထူးအဆန်းဖြစ်နေခဲ့ပါတယ်။ဂျာမင်ဟာဆုံဝူခုံးနောက်ထပ်ပြဿနာတွေရှာလို့မရအောင်သူ့ရဲ့မျက်စိအောက်မှာထားဖို့ကောင်းငင်မုံကိုယာတုပေးမယ်ဆိုပြီးခေါ်ခဲ့ပေမယ့်လက်တွေမှာတော့ ဝူကုန်းကိုပေးဖို့အတွက်နေရာလို့မရှိခဲ့ပါဘူး။ဒါကြောင့်မယားစုံကုန်းကိုယာဒူပေးဖို့ယာဒူကြီးကြပ်ရေးနမင်ကိုမေးတဲ့အချိန်မှာတော့စုံကုန်းရဲ့အပြုတ်အမူအနည်းအထိုင်ကိုသဘောမကျတဲ့ယာဒူကြီးကြပ်ရေးမူနမင်ကလည်းစုံကုန်းကိုကြောင်တွန်းပြီးဘသူမှမလောက်ကျင်တဲ့နန်းစောင်းနေတဲ့မြင်းထိန်နေရာမှာအရာရှိအဖြစ်ခန့်အပ်ဖို့အကြံပြုခဲ့ပါတယ်။မြင်းထိန်အရာရှိယာဒူကိုမြင့်တယ်လို့ထင်နေတဲ့စုံကုန်းကလည်းပျော်ရွှင်သွားနဲ့လက်ခံပြီးမြင်းထိန်အလုပ်ကိုပျော်ပျော်ရွှင်ရွှင်လှုပ်ဆောင်ခဲ့ပါတယ်။ ။ဒီနေ့မှာတော့စုံကုန်းကမြင်းကြောင်းရင်းနဲ့နတ်မြေအနီးကိုရောက်ရှိသွားခဲ့ပါတယ်။နတ်မြေဝမ်းအနီးဟာစားနေရိတ်ကပေါများပြီမယ်။နတ်မြေတွေကိုကြောင်းလို့မရတော့ပါဘူး။အဲ့ဒါကိုမသိတဲ့စုံကုန်းကနတ်မြေကိုဆောက်ရတယ်။ထွမ်းမုံစစ်သူကြီးနဲ့ပြဿနာတက်ပါတော့တယ်။စကားပြောဆိုမတတ်တဲ့ထွမ်းမုံစစ်သူကြီးကစုံကုန်းရဲ့ပယ်ပယ်နေနေတွေ့တာကိုခံလိုက်ရပါတယ်။ဒါကိုသိသွားတဲ့ထမ်းမုံစစ်သူကြီးရဲ့အထက်အရာရှိယာဒူးကြီးကြပ်ရေးနှမင်းကဝူခုံးဒီနောက်နေကြတော့ရောက်လာပြီး က်တနာရှာပါတော့တယ်သူဟာဟူကုန်းကိုမြင်းတကောင်သူ့အတွက်သွားယူခိုင်းပါတယ်ဟူကုန်းကလည်းသူလဲအရာကြီးဖြစ်တာကြောင့်မယူနိုင်ဘူးဆိုပြီးပြက်တနာတက်ပါတော့တယ်ဒေါသထွက်သားတဲ့ယာဒုကြည့်ကြရေးနှမင်းကလည်းဟူကုန်းယာဒုကသူ့တက်နေကြောင်းတကယ်ဆိုရင်မြင်းတဲ့အလုပ်ယာဒုသာဖြစ်ကြောင်းပြောပြီးဟူကုန်းကိုနှိမ်ပါတော့တယ်ဟူကုန်းလည်းသူ့ရဲ့ယာဒုဟာနှက်ပြီမှာအငယ်ဆုံးယာဒုဖြစ်ကြောင်းသိသွားတော့ဒေါသထွက်ပြီးသူ့အရင်နေခဲ့တဲ့ယရနာကူတီကိုပြန်သွားပါတော့တယ်အဲ့ဒီအကြောင်းကိုယာဒုကြည့်ကြရေးမှုနှမင်းကတရားမသိသွားပြီးဝခုံးက သူ့ရဲ့ယာတူကိုအစိမ့်နေတဲ့တတ်မှတ်ပြီးအရှင်ရဲ့စာနာထောက်ထားမှုကိုမလေးမစားပြုကြောင်းဒီအတိုင်းလွှတ်ထားရင်ကောင်းကင်ဘုံကိုနောက်တစ်ချိန်မှာဒုက္ခပေးနိုင်ကြောင်းဂုံးလျှောလျှောက်ထားပါတော့တယ်။တရားမင်းလည်းဟူကုန်းရန်ကိုစိုးရင်လာကြောင်းဘုံကြောင်းကောင်းနတ်မင်းကိုမိစ္ဆာနှင်းနှင်းရတက်မှုအပြေခံပြီးတတရာမင်းသားညီကြနဲ့နတ်စစ်တီများကိုဥဆောင်သေးပြီးလူပြည်မှာဟူကုန်းကိုဖမ်းဆီးရန်ဈေးလွတ်ခဲ့ပါတယ်။ဟူကုန်းကလည်းအဲ့ဒီအချိန်မှာလူပြည်ကိုပြန်ရောက်ပြီးသူ့တပည့်မြောက်တွေနဲ့ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ပါတယ်။သူကိုယ်သူတော်ပညာရှိနဲ့မင်းလို့အမိတက်စိုင်းဘုတ်တောင်ချိန်ထားခဲ့ပါတယ်။နဗီကလာတဲ့နတ်စစ်သူကြီးတွေကလူပြည်ကိုရောက်ရှိလာပြီးကျူနီရှန်ကိုအရင်ဆုံးဝူခုံနဲ့တိုက်ခိုက်စေခဲ့ပါတယ်။ဒါပေမဲ့ဆောင်းအားကြီးတဲ့ဇုံဝူခုံကြောင့်ကျူလင်ရှန်လည်းဘာမှမတက်နိုင်ပဲပြန်ပြေးခဲ့ရပါတယ်။ဝူခုံနဲ့တရရမင်းသားအနီကြတို့တိုက်ခိုက်တဲ့အခန်းနဲ့နတ်စစ်သူကြီးတွေအရေးနိုင်လို့ပြေးကြရတဲ့အခန်းတွေကိုတော့နောင်လာမဲ့အပိုင်းသုံးမှာဆက်လက်ကြည့်ရှုပေးကြပါအောင်ခင်ဗျာ။